မိမဘက်ကအမျိုးရင်းနဲ့တေကန်ဖျက်လိုက်ပြီးတော့ပြောလာတဲ့မင်းသားလေးဆောင်ကပရိသတ်ကြီးကျွန်တော်မိမရဲ့အဖေရဲ့ကျွေးတွေကိုကူဆက်ပေးမယ်လို့ပြောခဲ့တယ်မင်းသားလေးဆောင်ကြီးကတော့မနေ့ကနေ့ကပဲသူ့ရဲ့အိုင်ဂျီမှာမိမရဲ့အမျိုးရင်းနဲ့တေကန်ဖျက်အဆက်အသွယ်ဖျက်လိုက်ပြီးတော့အတိပေးခဲ့တာဖြစ်ပါတယ်။ဒါကဘာကြောင့်လဲလို့ကိုရီးယားပရိသတ်တွေနဲ့မြန်မာပရိသတ်တွေကစိတ်ဝင်စားကြဝင်နေတော့15မိနစ်မှာထည့်ခဲ့တဲ့ post ကြောင့်အားလုံးကအားအသင့်ပြီးတော့ပေါ်ပြီးတော့စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။လေဆောင်ကြီးကသူ့မျိုးသမီးလေးကိုချက်ကား ူရိုင်းရင်ကလောက်ချစ်ပြီးတော့ဒီတိုင်းနဲ့မိကလောက်ဆောင်တော့ကလည်းသူတို့မိသားစုနဲ့ရှိရဲ့အကျွေးတွေကိုသူကိုရင်းဆက်ပေးမယ်သူ့ဇနီးရဲ့မိဘတွေကသူ့ရဲ့ဇီးပါပဲလို့မိကလောက်ဆောင်ကပြောတော့တာပဲဖြစ်ပါတယ်ဒါမှလည်းအိမ်အောင်ကြသွားတယ်ဆိုတဲ့အတိုင်းမိသားဟာအိမ်ရဲ့ထောင်ရဲ့ကိုရောက်သွားတော့ပါပြီအမျိုးသမီးလေးကချစ်ပေမယ်ကြားလူဖြစ်ရင်ပြက်တယ်ဆိုတဲ့အတိုင်းမင်းတို့လီဆောင်ကြီးနဲ့မင်းတို့လီတိုင်းတို့အိမ်တော်ရဲ့မတိမရအောင်မှာတော့ပရိသတ်တွေကစွန့်ရည်ကြတာဖြစ်ပါရင်မင်းသားဟာလီတိုင်းရဲ့အိမ်အောင်ကြပြီ တာယာနဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီမင်းမင်းသမီးလီတိုင်းရဲ့ရှုပ်တော်ပေါ်ကိုလိုက်ရှင်းနေရတယ်မင်းသားရဲ့ကားရဲ့တွေနေလာကြရဖြစ်ပိုင်းမင်းသားလီဆန်ကြီးဟာအစိုးဘက်မှလည်းအလုပ်တွေတိတ်မလုပ်နိုင်တော့သလိုသူ့ရောက်ကတည်းကတင်းရှိနေတဲ့အကျွေးတွေကိုလည်းအကျေဆက်ပေးခဲ့ပြီပါပြီဒါပေမဲ့လည်းလုပ်ငန်းရှင်တချို့ရဲ့မချေတတ်တာတွေကြောင့်ရောက်ကတည်းကအတိမိတ်ဆွေတွေကိုလည်းတောင်းပန်စကားဆုံးခဲ့ပြရဖြစ်ပါရင်အလန်တီကိုလိုင်းရောက်ပေးတဲ့တမတ်ကိုမာရီညာစိတ်ဒုက္ခပေးတယ်လို့တေးကန်းပြက်ခင်တာလေးနော် မင်းသားလီဆောင်ရဲ့တမိလေးတနည်းဖြင့်မွေးနေ့ပြီးမှာမင်းသားဟာရိုက်ကွင်းကြ ATM လာနေတာတပည့်တိတိရှိကြောင်းဖုန်းဆက်ခဲ့ပြီးတော့သူ့ချစ်ဇနီးလေးနဲ့တမိလေးကိုသူ့ပြန်လာရင်ဘာမှအောင်လဲမေးတာကစရပါမယ်နော်။သူ့ရဲ့ဇနီးလေးတိုင်းဟာသူ့ရင်ကိုသူ့ပင်နဲ့မရောက်မီလို့စကားပြောနေတာ။ငွေလေးလိုရယ်ပြောတော့မင်းသားဟာရိုက်ကွင်းရဲ့ဆုံးပြီးတော့အိမ်ပြန်လာခင်ရဖြစ်ပါရဲ့။အိမ်ကိုလည်းရောက်တဲ့အခါမှာရောက်ကတိကခွေးမိကချက်တော့ဆုတလို့ပါလေ။ဒီလောင်းကစားနဲ့စတော့ရှယ်ယာလိမ့်လေးပွဲကိုထပ်လုပ်ပြီးတော့ ဝန်ဆန်းလေးရောင်ကိုလည်းအကြိတ်ထပ်တင်နေကြောင်းမင်းသားကိုပြောပြခဲ့တာဖြစ်ပါတယ်။မင်းသားလေးဆောင်ကြီးဟာသူ့စနေစီတိုင်းရဲ့တမီးလေးစိတ်ထိတ်ခိုက်မှာဆိုပြီးအကြိတ်ကိုထပ်ပြီးတော့တော်ဝန်ဆိုင်ပြီးမယ်။နောက်ထပ်ပတ်သက်မှုမရှိတော့ဘူးလို့အပြက်ပြောခဲ့တာပါ။လေးဆောင်ကြီးရဲ့ရောက်ကတိဖြစ်သူခွန်မရီဟာငွေချင်းရှုပ်ရှင်းနေကြောင်း2014ခုနှစ်နိုဝင်ဘာလမှာတိုင်ချက်ပွင့်ခံထားရတာဖြစ်ပါတယ်။ဒီတိုင်ချက်နဲ့ရောချင်းဝယ်တွေကိုလည်းမင်းသားလေးဆောင်ကြီးကဘေးဆက်ခင်ရပါ။နနဆာဖေဗူလာလအတွင်းမှာလေသူ့ရောက်ကတိကသူ့ဒရိုင်ဘာနဲ့တူစတော့ရှယ်ယာလင်းလဲဖို့တွေပြောလုပ်ခဲ့လို့ဆိုပါရင် လေဆောင်ငင်ဟာလေတိုင်းလိုမိသားစုနဲ့ငွေကြေးလင်ခဲ့ပြီးမှချမ်းသာလာတဲ့ကိစ္စတွေကိုတည်တည်ရဲ့နဲ့လက်ထပ်ခဲ့ရလားဆိုပြီးပြည်သက်တွေကလည်းမေးခွန်းထုတ်နေကြတာပါမင်းသားလေဆောင်ငင်ဟာသူ့အမင်းသမီးလေတိုင်းနဲ့လက်ထပ်ပြီးမှတည်လာဖြစ်တယ်လို့လည်းစောပိုင်းကထုတ်ပြောခဲ့ပြီးဒီရှုံးတော်ဝင်တွေကိုသူမသိဘူးလို့ဆိုပါရင်တကယ်လဲမင်းသားဟာလည်းမလေးရှုံးမဟုတ်လည်းနဲ့မိသားစုတန်ရုံးဆက်ထားပြီးတော့ဖြည့်ရှင်းခဲ့ပြီးမင်းသမီးလေတိုင်းရဲ့မိသားစုတွေကတော့ငွေကိုပဲကြည်ရောမင်းသားနာကိုချဉ်ကပ်ခဲ့ရလို့ဆိုပါရင် မိဖောင်ကင်ဟာ IG post မှာသူ့ရောက်ကထေးနဲ့ရောက်ခမရနဲ့မတင်တော်တဲ့လောရက်တွေကိုသူဒီတိုင်းကြည့်မနေနိုင်ပါဘူး။လောကရဲ့နှစ်ကမိသားစုတွေကိုဆက်ဆံမဲ့ခင်ပြီးတော့ပြောခဲ့တဲ့စကားတွေကိုလည်းမင်းသားကတောင်းပန်ခဲ့တာဖြစ်ပြီးအဲ့ဒီအကျွေးတွေဆက်ပေးဖို့လည်းကြည်အောင်ဆက်ပေးမိခဲ့တဲ့အတွက်နောက်တိုင်းရလို့ဆိုရင်မင်းသားလေးဆောင်ကင်ဟာအမေသမီးလီတိုင်းကိုချက်လုံးလို့စိတ်ညစ်မှာဆိုလို့ဒါတွေကို short ပေးခဲ့ရမယ်။အခုတိုင်းတာဒီလောရဲ့အတွက်ကြောင့်ဒီလိုတရားမဝင်တဲ့ကိစ္စတွေကိုအရေးယူတင်တယ်လို့ပါပြောသွားခဲ့တာဖြစ်ပါရင်မင်းသားလီဆောင်ကင်ဟာသူ့ပေါ်မှာယုံကြည်ပြလက်တွဲနေတဲ့ agent တွေနဲ့ ပြည်သက်တွေကိုလည်းဒီကိစ္စမှာသူပါဝင်မှုရှိကြောင်းပြသစွာပြောခဲ့ပြီးသူတို့မိသားစု၃ယောက်အတွက်ရှေ့ဆက်ဖို့လုပ်ငန်းတွေပြန်လည်လုပ်ဆောင်ပြီးတော့ဘဝထက်ဆိုင်ရမှာမလို့အနှုံးညွန်တောင်းဆိုခဲ့တာဖြစ်ပါရင်ကြားရတဲ့စကားတွေဟာမိသားမိစားကြီးနဲ့မိန်းသမီးလေးတိုင်းအတွက်တော့တာယာနဲ့အိမ်တော်ကြီးလေးကိုပြန်စည်းကျင်လို့မရမကလိုက်ဆက်ပြီးပြောနေတဲ့စကားတွေမှာပြည်သက်တွေကရိမ့်မိနေကြတာဖြစ်ပါရင်တချို့ပြည်သက်တွေကလည်းဒီကိစ္စကြီးကမိသားမိစားကြီးနဲ့မိန်းသမီးလေးတိုင်းတို့မိသားစုလေးပြုတ်ကွဲမှာကိုစိုးရိမ်နေရလဲဖြစ်ပါရင်